မဲဆောင်မြို့မှာထိုင်းမြန်မာနိုင်ငံပူးပေါင်းပြီးမွေးရစေဝါဆန့်ကျင်ဒါစီရေးဆိုင်ရာအလို့ယုံဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ခွန်ဘတ်တာတင်ဆက်ထားပါတယ်ခင်ဗျာ။မဆလာနဆက်တရနေ့ကထိုင်းနိုင်ငံမဲဆောက်မြို့မှာထိုင်းမြန်မာနိုင်ငံမူရီစေဝါတိုက်ဖြတ်ရေးအဖွဲ့တွေပါဝင်တဲ့မူရီစေဝါစန့်ကျင်တာစီရေးဆိုင်ရာအလို့ယုံဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ဒီဆွေးနွေးပွဲကိုထိုင်းနိုင်ငံတက္ကရိုင်ကဒုခရိုင်မူမစ္စတာနန်ချန်းချပ်ဖုံအန်ဆဝန်ကဦးစီးကျင်းပခဲ့တာဖြစ်ပါတယ်။ဆွေးနွေးပွဲကိုမြန်မာဘက်ကတာဝန်ရှိသူတွေ ထိုင်းနိုင်ငံအမ6တီတမူရေးစေဝါကကွယ်ရေးဖွဲ့အမ34နဲ့ခြားဆောက်တပ်ဖွဲ့ဝင်တွေအပါအဝင်လူဝင်အား80လောက်တက်ရောက်ခဲ့ပြီးမူရီစေဝါစစ်စစ်စံတာချက်တွေကိုလည်းပြုလုပ်ခဲ့ပါတယ်။ The the solvent from the clear color you turn to purple. ထနေကမူရီစေဝါစစ်စစ်ရေထနာကနန်းဆောင်လာတရီကတော့ဒီစနေဘက်ကိုမူရီစေဝါပပျောက်ရေးစီမံချက်အရကျင်းပတာဖြစ်ကြောင်း မြန်မာဘက်ကထိုင်းရဲ့မူရီဆေဝါတိုက်ဖြတ်ရေတုံငန်းတွေကိုသဘောပေါက်နားလည်ပြီးနိုင်ငံပူးပေါင်းဆောင်ရွက်နိုင်အောင်ရည်ရွယ်တာဖြစ်တယ်လို့ပြောပါတယ်။ဒါ့အပြင်ဒီလိုဆွေးနွေးပွဲတွေဟာမဲခေါမြေဝန်ဒေသကမူရီဆေဝါတိုက်ဖြတ်ရေတွေအတွက်လည်းအထောက်အကူဖြစ်စေတယ်လို့ဆိုပါတယ်။မဲခေါမြေဝန်ကဖန်ဆီရမိတဲ့ကဖိန်းတန်80ကိစ္စဒီလိုမျိုးဖြစ်ပါတယ်။အလို့ရဆွေးနွေးပွဲကနေပြီးနောက်ပိုင်းမှာမူရီဆေဝါနေနေရေးတွေကိုပုံမဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံမူရစေဝါစစ်စေးရေးဌာနကနန်းဆောင်လတ်တရီကပြောပါတယ်ကျွန်တော်ခွန်ပါတာပါ